့သားတယောက်ရဲ့စောစောရေးမြင်မဖို့အတွက်ဆိုလို့ရှိရင်အစားတောက်နေထိုင်မှုကလည်းအရင်ပဲအရေးကြီးပါတယ်အဲ့တော့ဘလို့အစားစားလေးတွေကိုစားရမလဲဆိုတာကိုဒီနေ့လာပြီးပြ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 ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မတို့ရဲ့ account ကို follow လုပ်ထားဖို့မမေ့ပါနဲ့ရှင့်အဲ့တော့နံပါတ်၈ချက်ကဘာလဲဆိုလို့ရှိရင်ကျမတို့ဘာဒဇေးတို့မြေပဲတို့ပြီးလို့ရှိရင်တကြားသီးတို့ဒီလိုခုမသီးတွေကိုစားပေးမယ်ဆိုလို့ရှိရင်အမျိုးသားရဲ့တယောက်ရဲ့ကြားဟော်မုန်းဓာတ်ကို level ဖြင့်ပေးပါတယ်အဲပြီးတဲ့အခါကျလို့ရှိရင်ပေါ့နော်ဒီကိုယ့်ရဲ့ဆွဲဆောက်ရည်ကိုလည်းသူကမြင့်တင်ပေးတယ်အဲပြီးတော့ပိုးလေးတွေကိုလည်းပို့ပြီးရဲ့ကျမတန်ဆွမ်းစေပါတယ် အဲနံပါတ်2ချက်ကကြတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်ဟင်းနုနယ်ရဲ့ဟင်းနုနယ်ရဲ့ကကြတော့ folic acid ကိုပြုတ်ဝါဆိုတာပါဝင်တဲ့အတွက်ကြောင့်မို့လို့ဒါလေးကိုစားပေးသင့်ပါတယ်เนาะသူကတော့ကောင်းရင်ထုတ်လုပ်မှုကိုလည်းပို့ပြီးတော့ပံ့ပိုးပေးနိုင်ပါတယ်ရှင့်။နံပါတ်3ချက်ကဘာလဲဆိုလို့ရှိရင် vitamin C ကျွဲဝရဲခရမ်းချစ်သီးပေါ့နော်။အဲဒီခရမ်းချစ်သီးကိုစားပေးမယ်ဆိုလို့ရှိရင်တုပ်ပိုးလေးတွေမပျက်စီးအောင်လို့သူကနေကာကွယ်ပေးတယ်။အဲတုပ်ပိုးလေးတွေကိုမသေဖို့အတွက်ကိုသူကနေပြီးတော့မှကာကွယ်ဆောက်ရှောက်ပေးပါတယ်နော်။ခရမ်းချစ်သီးကတုပ်ပိုးလေးတွေကိုကျွဲဝစေတဲ့အပြင် ျမ်းမာတဲ့သုပ်ပိုးလေးတွေအတွက် like ကိုပင်ချက်နဲ့ဓာတ်တိုးဆန့်ကျင်တာပါဝင်တဲ့အတွက်ကြောင့်မလို့ခရမ်းကျင်သည်ကိုလည်းစားပေးဖို့လိုအပ်ပါတယ်။ဆော့ဆောင်ရင်မြင့်တင်ဖို့စားပေးတဲ့အခါမှာလည်းအရေးကြီးတဲ့အစားအစာတွေစားပေးဖို့လိုအပ်ပါတယ်ရှင်။ဒီလိုဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင်နောက်ထပ်လူတွေများများသိဖို့အတွက် share ပေးဖို့ဒီကတောင်းဆိုပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်။ မရဲ့ Viber မှာလာပြီးတော့မေးထားတဲ့မျိုးသားလေးတွေကကလေးအရန်လိုချင်တယ်ဒါပေမဲ့သူတို့တုတ်တုတ်ရည်တွေကျဲနေလို့တုတ်ပိုးလေးတွေကအရန်နဲနေလို့ကလေးမရရှိဘူးဆိုပြီးတော့လာပြောထားတဲ့မျိုးသားမျိုးသားလေးတွေပေါ့နော်။ဘာစိတ်လေးတွေတောက်ရမလဲဆိုတာလည်းပြပြပေးမယ်။ပြလို့ရှိရင်လည်းပေါ့နော်ကိုဘလိုနေထိုင်စင်ကြရမလဲဘလိုစားတောက်ရမလဲဆိုတာလေးကိုလည်းလာပြီးပြပြပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတီတီကောင်းလေးကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်။အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျမတို့ကဒီလိုမျိုး တော့ရည်လေးတွေကအရင်မှအားနေနေတယ်ဆိုလို့ရှိရင်နေ့တိုင်းသုံးမလွတ်ပေးဖို့အဲကျွန်မကတောင်းဆိုချင်တယ်ပေါ့နော်ပြီးတဲ့ခါမှာကျွန်မစီမံရှိနေတဲ့ဒီလိုမျိုးတက်စာလေးတွေကိုအအတွဲလေးတွေကိုပေါ့နော်ပုံမှန်လေးတွေစားပေးပါအဲ့လိုစားပေးနေတဲ့အချိန်မှာဆိုလို့ရှိရင်အမျိုးသားအမျိုးသမီးနဲ့အဲ့လိုအတူနေတာမျိုးတွေကိုအတက်နိုင်ဆုံးရှောင်ကျင်ပေးပါပြီးတဲ့ခါကျလို့ရှိရင်ကျမမှာကျမတို့ပြောပြချင်တာကတစ်ပတ်မှာ2ရက်2ရက်3ရက်အတူနေလို့ရတယ်အတူနေတိုင်းမှာဆိုလို့ရှိရင်လည်းအများန်းတုပ်ကိုလွတ်နေတာမျိုးမဟုတ်ဘဲနဲ့အဲတစ်ခါတလေမှသာလျှင်ကိုကနေပြီးတော့မှတုပ်လွတ်ပေးတာမျိုးတွေလုပ်ပေးရမယ်အတက်နိုင် ဆိုတော့တုတ်ကိုထိန်းထားရမယ်ပေါ့နော်အဲဒါမှသာလေကျွန်တော်တို့ကဒီတောက်ထားတဲ့ဆေးအချိန်နဲ့ဒီတုတ်ကိုတုတ်ကောင်ကြီးလေးတွေကတဖြည်းဖြည်းနဲ့တိုးပွားมาဖြစ်တယ်เนาะအဲ့အတွက်ကြောင့်မလို့တကယ်လို့ကိုကနေပြီးတော့မှအာပေါ့နော်အမျိုးအမျိုးသမီးနဲ့နေတဲ့ခါကြလို့ရှိရင်လေအမျိုးသမီးကလည်းအတက်နိုင်ဆုံးပေါ့နော် အဲပြောမယ်ဆိုလို့ရှိရင်အာဒီလေးဘက်ကလေးနေပေးတာမျိုးအဆင်ပြေတယ်ပေါ့နော်ဒါမှသာလျှင်ပြီးတဲ့ခါကျလို့ရှိရင်ကျမတို့ကချက်ချင်းအာထပြီးတော့ထလိုက်တာမျိုးတွေအရေးဆေးလိုက်တာမျိုးတွေအမျိုးသမီးကမလောက်ပါနဲ့ဒီလိုမျိုးလေးတွေနေပေးမယ်ပြီးလို့ရှိရင်အမျိုးသမီးရဲ့သားဥကျွေချိန်မှာကိုကနေပြီးတော့အတူနေပေးတယ်ဆိုလို့ရှိရင်ပို့ပြီးတော့ကလေးရနိုင်ကြီးပို့ပြီးတော့များပါတယ်နော်အဲ့တော့ကျမပြောတဲ့အကြောင်းအရာလေးတွေမှာကို့အတွက်အဆင်မပြေဘူးအနောက်ရက်ဖြစ်တယ်ဆိုကြော်သွားလိုက်ပါတကယ်လို့ကို့အတွက်လိုအပ်တဲ့ဘဟုသုတရရတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကို မြင်များ share ဖို့ကျမကတောင်းဆိုပါရယ်เนาะအဲ့ဒါဒီကျမကြီးအတွက်ကြာပြီးတော့ကျမကဝေးမြပေးခြင်းဖြစ်ပါတယ်တကယ်ကိုကလေးလိုချင်တဲ့အမျိုးသားတွေအတွက်เนาะတကယ်ကိုဇုံတွဲလေးတွေအတွက်ဆိုလို့ရှိရင်အဒီလူမျိုးလေးတွေဖြစ်ဆက်စာစားပင်းရင်းနဲ့မှနေထိုင်စင်ကျင်လိုက်လို့ရှိရင်ကလေးရရှိဖို့ကမြန်ဆန်ပါတယ်เนาะပြီးတဲ့ခါကျရင်ဘာလဲဆိုလို့ရှိရင်ကျမတို့ကဂုံးတို့ကမာတို့ကိုစားပေးရမယ်ပြီးလို့ရှိရင်အစ်စ်အဆန်နဲ့အာပြီးလို့ရှိရင်ပေါ့เนาะတမမြတ်တာတဲ့အသားငါးလေးတွေကိုအတိအယွတ်နဲ့အသားငါးလေးတွေကိုပုံမှန်စားပေးရမယ် စားပေးရပါမယ်เนาะအဲ့တော့ပြည့်စုံတစ္ဆာကိုစားရတဲ့အတွက်ကြောင့်မလို့ကျမတို့ကဘာလဲဆိုလို့ရှိရင်ရေကိုလည်းများများတောက်ပေးဖို့လိုအပ်ပါတယ်ရှင်အဲ့တော့ကျမရဲ့ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုလို့ရှိရင် နောက်ထပ်နောက်ထပ်လူတွေအများကြီးသိဖို့အတွက်ရကျမကို share share ပေးခြင်းဖြင့်ကူညီလို့ရပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်တကယ်လို့သိချင်တဲ့ကြောင့်ရလေးကိုကျမရဲ့ Viber သုံးဖို့ကျမ Twitter စီမံလာပြီးတော့အသေးစိတ်ဆွေးနွေးလို့လည်းရပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်